ကျွန်တော်ခံရတယ်ကျွန်တော်အကုန်လုံးပုံချလိုက်မယ်လို့ကျွန်တော်အဲ့ဆက်လေးကိုကျွန်တော်တော်တော်လေးကိုကျွန်တော်ဥရိယကျွန်တော်ပြပြသသကိုကျွန်တော်ရည်ရည်ကျွန်တော်ဆက်လေးမဟုတ်တာသူဖြစ်တော်တယ်ကျွန်တော်ဆက်လေးဆိုတော့ညမောင်းမောင်းတာညမောင်းမောင်းလို့ ဒီဘွဲဆိုတာဆိုတာလဲသူတို့ပြောတာဒီငခရဲဆိုတာလဲမတော်တိုင်းမတော်ဆလင်တိုင်းအကုန်လုံးပြီးပြီးသားပဲဘလို့မောရဲ့ဘလို့ပဲဘယ်ကအကုန်လုံးကကြောက်ဆောင်နေကြီးတယ်သူဘလို့မောရဲ့ဘလို့ရမယ်ဆိုသေးတယ်ကျွန်တော်ထင်တော့သူတခုခုမဟုတ်ဘူးလို့အရင်မဟုတ်တော့စတခုခုချတာလို့ကျွန်တော်ထင်တာပဲကျွန်တော်အဲ့လိုမျိုးပြောတယ်တက်ဦးမှာဆိုရင်၃ယောက်ပဲမိသားစုကျွန်တော်မန္တလေးရတဲ့ကိုကြီးမှာဆိုကျွန်တော်လည်းမနေ့ကဖိုးဆက်တာအကြောင်းကျွန်တော်ဆို၂ယောက်၂ယောက်တော့ကများနေရတဲ့အတွက်အဲ့ဒါကိုလုံးဝမဖြစ်သင့်ဘူးကြကျွန်တော်ဝိမမြောင်းအောင်လုံးဝထိမ့်သိမ့်တဲ့လေလို့ ဆိုလိုချင်တာပြောချင်တာပါဗျာဒီရေချောင်းကိစ္စမှာရေချောင်းဆိုကုန်းနယ်ကိုသာဆိုးတယ်ဗျာဘယ်လိုမှအလုံးမဖြစ်တော့ဘူးကဖြစ်နေတာအဲ့ဒါကိုတင်ပြချင်တာဆိုရအောင်အင်းမိသားစုက၄ယောက်ပဲရှိတယ်အခု၁ယောက်ကမရှိတော့ဘူးဆိုတဲ့အခါကျ၃ယောက်ပဲရှိတာပေါ့အဲ့ဒီ၃ယောက်ကမှကျမလက်ချမ်းမြောက်ကိုတာဝန်ကျတယ်ဆိုတဲ့အခါကျမိသားတွေကလည်းပေးမလို့ချင်တဲ့အတိုင်းအတာရှိတာပေါ့အခုပြောမယ်ဆိုလို့ချင်းရဒီလိုမျိုးကုံတွေကိုပါ냐လူတွေကိုတင်မယ်ဆိုလို့ရှိရင်လည်းခရီးသည်တွေတင်မယ်ဆိုလို့ရှိရင်လည်းဒီအမြန်ရဲ့အသင်းကနေမှ အစမတန်မတင်မို့ရဟိုလဲဝင်ကြီးတွေကနေမှတခါပြင်းပြထန်ထန်နှုတ်ကနေပြောရုံနဲ့မပြီးပဲနဲ့ပေါ့နော်လက်တွေ့အကောင့်ဖဲဖို့ရလက်တွေ့အပြင်း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 ထန်ထန်အပြေပေးဖို့ရတောင်းဆိုခြင်းပါတယ်ဒီပိုင်ရှင်ကြီးရဲ့တော့ဒီအတင်းပိုင်ရှင်ကြီးရဲ့ဟိုကအစရရစားကြတာညနာဝန်ထမ်းတွေကိုခေါ်ထားတယ်ခေါ်လာပြီးတော့သူကဘုရားတို့ချမှတ်ပြီးတော့ထိချခိုင်းတယ်တိတိကျကျခိုင်းတယ်ဒီကစီကံဘောက်ကလုံးဝလုံးဝမကြဘူးစီကံပြတ်တော့လုံးဝလည်းမကြဘူး Thank <laughs> you.